ီနေ့ကျမတို့အတူတူလေ့လာဆန်းစစ်ကြည့်ဖို့ရထားတာကတော့ Keith Wrightson D ဖြစ်ထားတဲ့အင်္ဂလန်နိုင်ငံကြီးလူမှုရာသမိုင်း79ရ1950ဆိုတဲ့စာအုပ်ထဲကကောက်နှုတ်ချက်တွေပါ။နှစ်ပေါင်း250ဆိုတော့အချိန်ကာလအတော်ကြာပြည့်နေနော်။ဟုတ်ပါတယ်။ဒီကာလကိုသမိုင်းပညာရှင်တွေက အစောပိုင်းခေတ်ကာလလို့ခေါ်ကြတယ်။အစောပိုင်းခေတ်ဆိုလိုတာကအလယ်ခေတ်အငွေအသက်တွေလည်းကျန်နေသေးတယ်။ ဒါပေမဲ့ကျွန်တော်တို့အခုတိတဲ့ခေတ်သက်ကဘာရဲ့အခြေခံဥမိတွေကိုစတင်ချနေတဲ့အချိန်ပေါ့။ Ừ ဒီလိုလေးလှုပ်ခတ်ပြောင်းလဲခဲ့တဲ့ကာလလို့ဆိုရမှာပေါ့။အလွန်မင်းပါပဲ။ဘာသာရေးပြပြင်ပြောင်းလဲမှုတွေကဘာသစ်ကိုရှာဖွေသူရှိရတယ်။နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရန်တရားပုံပြီးအားကောင်းလာတာတွေအကုန်လုံးဒီကာလထဲမှာထစ်ခဲ့တာပါ။ ဒီနေ့ကျမတို့အဓိကပြောချင်တာကတော့ဒီလိုအပြောင်းလဲတွေကြားထဲမှာတာမန်လူတွေရဲ့ဘဝသူတို့ရဲ့ကိုယ်တိုင်လက္ခဏာသဘောတရားတွေဘလို့ပြောင်းလဲသွားတယ်လဲဆိုတာပါပဲဟုတ်တယ်အင်္ဂလိပ်လူမျိုးတယောက်ဖျားချင်ဆိုတာဘာကိုဆိုလို့တလဲမိသားစုဆိုတဲ့အဓိပ္ပာယ်ကဘလို့ရှိတယ်လဲအဲ့ဒီမိခွန်းနေပေါဟုတ်ကဲ့လူအခွဲအစည်းမှာကိုယ်နေရာကဘယ်မှာလဲဆိုတဲ့မိခွန်းနေအဖြေတွေပြောင်းလဲသွားပုံကိုဒီရဲမစ်တွေကနေတစင်ဆွဲထုတ်ကြည့်ကြပါပါ စာအုပ်ထဲကစကားတခုကိုသုံးရရင်ဒါဟာလုံးဝမကုံဆုံးသေးတဲ့အတိတ်တစ်ခုကိုအကြောင်းပြောကြမှာပါ။ကောင်းတဲ့စာပြုခဲ့ပါပဲ။ဘာလို့လဲဆိုတော့အဲ့ဒီခက်ကပြောင်းလဲတွေကဒီနေ့ခက်ထီကျွန်တော်လူဖွဲ့စည်းကိုဖုံဖော်နေတော့မှုလို့ပါ။ဒါဆိုပထမဆုံးအကြီးဆုံးအကြောင်းအရာဖြစ်တဲ့နိုင်နဲ့ဆိုတဲ့ user အနေဆက်လိုက်ကြရအောင်ဒီစာအုပ်ရအဲ့ဒီခေတ်မှာအင်္ဂလန်နိုင်ငံသားဆိုတဲ့ခန်းစားချက်ကအလိုလိုဖြစ်လာတာမဟုတ်ဘူးတမင်တကာကိုဒီဆောက်ယူခဲ့ရတာလို့ဆိုတယ် ဟုတ်ပါတယ်။စိတ်ဝင်စားစရာဥပမာတစ်ခုကလမ်းနဲ့မြို့နဲ့အလန်းဝေးတဲ့ခါလိုင်းဆိုတဲ့လက်ဆက်မျိုးလေးမှာဖျင်းမကြီးရဲ့တပင်ဖွဲ့ကမျိုးရှိစိတ်သက်ပြီးဆက်တီထောက်ကပြရဲဆိုတာပဲ။မှန်ပါ။ဒါကအဘောရဂနီအောက်ကိုဆင့်တက်လာတဲ့ဝါရဖြန့်ချီရဲ့တဖွဲ့ပေါ့။ငါတို့အားလုံးဟာအင်္ဂလိပ်တွေပဲဆိုတဲ့တူညီတဲ့ခံစားချက်ကိုတိဆောက်တာ။အင်း damage အဲ့ဒီထက်ပိုပြီးခိုင်မာတဲ့ဥပဒေရေးရအပြောင်းလဲရေးတစ်ခုရှိခဲ့တယ်။အဲ့ဒါကတော့ဘာသာရေးပြုပင်ပြောင်းလဲမှုပါ။ဟုတ်ကဲ့ 1933ခုနှစ်မှာဖြစ်ထန်းခဲ့တဲ့ယူခံဝင်မှုများတားမြစ်ခြင်းအတူတည်းဆိုတာရှိတယ်။အပေါ်ရန်ကျင့်ဥပဒေတစ်ခုပဲ။ဒါမဲ့သူ့ရဲ့အနစ်သားရကအင်္ဂလန်ဟာရိုမာကပွင့်ရဟမင်းကြီးရဲ့အသောစားအုပ်မှာမရှိတော့ဘူး။အိုးသူ့တမိုင်းနဲ့တူသူ့ဘီယန်းနဲ့တူအချုပ်ချာအာဏာပိုင်တဲ့ empire တစ်ခုဖြစ်တယ်လို့ကျင်ကြလိုက်တာပဲ။တကတော်တော်လေးရေးတဲ့နဲ့ညင်ညာချက်ပဲနော်။အရင်ကရာစုနဲ့ပေါင်းများစွာမိခိုခဲ့တဲ့ဘာသာရေးအထူးအထိတ်ကိုကြိုးခိုင်းလိုက်တာဆိုတော့အတေးကြပါပဲ။ သူတို့ကဒီလိုလုပ်ဖို့အတွက်ရှေးဟောင်းစစ်မှန်သောတမိုင်းများနဲ့ရာဇဝင်များကိုကိုကားပြီးသူတို့ရဲ့လောက်ရထားအစင်လာနဲ့ညီတယ်ဆိုပြီးအကြောင်းပြခဲ့တယ်။တကယ်တော့ဒါဟာဘယ်လိုပြောမလဲ။နိုင်ငံရေးရာလိုသလိုဆွဲသုံးတဲ့တမိုင်းဖန်တီးမှုတစ်မျိုးပါပဲ။ဆိုတော့အဲဒီနောက်မှာတော့အစိုးရကအစ်စ်ပေါ်လာတဲ့ပုံနှိပ်စစ်တွေ၊ကြီးညာချက်တွေကိုတုံးပြီးနိုင်ငံတော်ဖျားเจ้าနဲ့အချုပ်ချာအာဏာပိုင်ဖရင်ဆိုရဲ့အယူအဆအသစ်ကိုထွန်းထွန်းကြွကြွဖြန့်တော်တာပေါ့ဟုတ်ပါတယ်ဒီတော့ ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့နိုင်ငံတစ်ခုတည်ထောင်ပြီးပြီဆိုတော့အစိုးရကသူ့နိုင်ငံထဲမှာဘယ်သူနေနေလဲဘာတွေလုပ်လဲဆိုတာကိုပိုတိချင်းလာမှာပေါ့ဒါကကျမတို့ကိုစာအုပ်ထဲကပြည်သူလူထုကိုစစ်တမ်းကောက်ယူခြင်းဆိုတဲ့အပိုင်းစီခေါ်သွားတယ်အင်းဒါကမြေပုံဆွေးရလောက်ပဲမဟုတ်ဘူးနော်ဟုတ်တယ်အများကြီးပူကျေပြန့်တယ်ဒါဟာအုပ်ချုပ်ရေးရဲ့အမှုပညာ art of government တည်းရဖြစ်လာတာ နိုင်ငံကိုထိထိရောက်ရောက်အုပ်ချုပ်ခြင်းယင်စီမံခန့်ခွဲခြင်းယင်အချက်လက်တွေလိုတယ်။ဥမာစင်ရသားတွေကိုထောက်ပံ့ဖို့ဥပဒေပြဋ္ဌာန်းတဲ့အခါဗန်မျိုးမှာစင်ရသားဘလောက်ရှိလဲသိဖို့လိုလာတယ်။မှန်ပါတယ်။ကုန်သွယ်ရေးကိုအားပေးခြင်းယင်နိုင်ငံရဲ့ကုန်သွယ်မှုချင်းခွင့်လျာကဘလောက်ရှိလဲသိရမယ်။အခွန်ကောက်ချင်ရင်ဘသူကဘလောက်ချမ်းသာလဲသိရမယ်လေဒီညမှာမီလင်းဖို့ခွန် half tax ဆိုတဲ့ဥပမာက တစ်ကြိုလေးထိမိလဲ ိမ်တဲ့အိမ်မှာမီလင်းဖို့ဘယ်နှခုရှိလဲဆိုတာကိုလိုက်စစ်ပြီးအခွန်ကောက်တာဒါကစီဝင်စားစရာပဲလေအိမ်တဲ့ရင်ရဲ့ချမ်းသာမှုကိုတိုင်းတဖို့အလွယ်ဆုံးနည်းလမ်းတစ်ခုကမီလင်းဖို့ရေတွက်ကိုရေတွက်တာပဲအော်ဟုတ်ကဲ့မီလင်းဖို့မားလေအခန်းများများချီပြီးလူချမ်းသာဖြစ်ဖို့အလားလာများလေပေါ့ဒီနေ့ခင်မှာအိမ်ရဲ့ Statorium Bay ဒါမှမဟုတ်ကားမျိုးစားနဲ့လူတယောက်ရဲ့အခြေအနေကိုခံမှန်းတယ်လို့ပေါ့အင်းဒါအစိုးရကပြည်သူဘဝလေးကို ကိန်းကနန်းနေနဲ့စာပြီးဝင်လာတဲ့အစောပိုင်းဥမာတစ်ခုပါပဲ William Petty ဆိုတဲ့ပညာရှင်တယောက်ကဒါကိုနိုင်ငံကြီးဆိုင်ရာကနန်းသင်္ချာ political arithmetic လို့ရံနာမည်ပေးခဲ့တယ်နိုင်ငံကိုကနန်းနေနဲ့နားလည်ဖို့ကြိုးစားတာပေါ့ South Tema တန်တန်50ခုနှစ်က Norwich မြို့ကဆင်းရဲသားတွေအကြောင်းစစ်တမ်းကိုဥမာပေးထားတာဖတ်ရတော့တော်တော်လေးအောင်းဩသွားတယ် လူတွေကိုလှမ်းနမဲ့အသက်ဘာသာရေးစတာတွေနဲ့ဆင်းရဲလို့ထားရမကောက်ဟုတ်တယ်အလုတ်လုံနိုင်သူတစ်စစ်ကပိုင်းလုံနိုင်သူလုံးမမလုံနိုင်သူဆိုပြီးအမျိုးအစားတွေပါခွဲထားတယ်ဒါကလူတွေကိုကူညီခြင်းလို့ဆင်းကောက်တာထက်အုတ်ချူကြီးလွယ်အောင်တန်စစ်ကတာနဲ့ပိုးတူနေတယ်လို့ပဲနော်မှန်ပါတယ်အုတ်ချူသူတွေရဲ့အမြင်မှာပြည်သူတွေဟာဖတ်လို့ရတဲ့ legible အရာတစ်ခုဖြစ်လာဖို့လိုအပ်တယ်ဒါမှစီမံခန့်ခွဲလို့ရမှာလေအင်း 2635ခုနှစ် sales premium ကစစ်တန်းကပိုတော့အသေးစိတ်ကြသေးတယ်။စာရင်းထဲမှာခြေလက်မတန်းစွမ်းတဲ့စင်းရထဆက်ချီရောက်မြင့်မမြင့်ခုနှစ်ယောက်နာမကျန်းဖြစ်နေသူရှိရောက်အကြောင်းပါတယ်။ Oh အဆိုးဆုံးကမိခင်ဖြစ်သူကတခါတရံစိတ်ဖောက်ပြန်တက်သည်ဆိုရဲမှတ်ချက်နဲ့အမျိုးသမီးတယောက်အကြောင်းကိုပါထည့်ရထားတာ။ဟုတ်ကဲ့။ဒါဟာကင်းကနန်တသက်မဟုတ်တော့ဘူး။ လူတယောက်ရဲ့ဘဝတစ်ခုလုံးကိုစာကြောင်းတစ်ကြောင်းနဲ့အကဲဖြစ်အမျိုးအစားခွဲခြားလိုက်တာပဲ။ကဲဒါကနိုင်ငံတော်အစင်ကအပေါ်စည်းကနေလူတွေကိုဘလို့မြင်လဲဆိုတာပေါ့နော်။အစိုးရကပြည်သူတွေကိုဒီလိုမျိုးစိတ်ရင်းတွေကောက်အုတ်ချုပ်ဖို့ကြိုးစားနေချိန်မှာတာမန်လူတွေရဲ့နေစဉ်ဘဝရဲ့ဘဝချစ်ကတော့သူတို့ရဲ့အင်ထုံဆိုပဲဖြစ်မှာပေါ့နော်။ဟုတ်ပါတယ်။စာအုပ်ထဲမှာအဲ့ဒီခေတ်ကမိသားစုဆိုတဲ့အယူအဆကိုဘယ်လိုဖော်ပြထားလဲစာအုပ်ထဲမှာတုံးထားတဲ့စကားလုံးတစ်လုံးကိုကျွန်တော်တို့တော့သဘောကျတယ် သူတို့ကအင်္ဂါစုကိုတဏတဟယနိုင်ငံငယ်လေး Little Commonwealth လို့ခေါ်တယ်နိုင်ငံငယ်လေးရောဟုတ်လားဒါပါကူဆိုလိုတာလေဆိုလိုတာကအင်ထောင်စုတခုဟာသူ့ဘာသာတူအစိုးရငယ်လေးတခုလိုပဲအင်ထောင်ဦးစီးကဘရင်လိုအုပ်ချုပ်သူအင်သားတွေအရှာခံတွေအလုပ်တင်တွေကတော့သူ့ရဲ့ပြည်သူတွေလို့ပေါ့အော်အဲ့ဒီအင်ထဲမှာပဲကုံထုတ်လို့မှုစားသုံးမှုအုပ်ချုပ်မှုသင်ကြားမှုအကုန်လုံးရှိနေတာ ဒါကြောင့်လူတယောက်ရဲ့ကိုယ်တလန်လာနာကသူကအဲ့ဒီနိုင်ငံငယ်လေးထဲမှာဘယ်နေရာက ပါဝင်နေတယ်လဲဆိုတဲ့အပေါ်မှာအကြီးအကျယ်မူတည်နေတယ်ဥပမာအပျိုဇနီးမူဆိုးမဆိုတာတွေဟာလူမှုရေးအဆင့်အတန်းလေးပဲပေါ့အတိအကျပဲဒါဆိုရင်အိမ်ထောင်ပြုခြင်းဆိုတာအဲ့ဒီခေတ်မှာတော်တော်လေးအရေးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်မှာပေါ့အလုံးအရေးပါပါတယ်ဒါပေမဲ့ကျွန်တော်တို့ထင်တယ်လို့အသက်ငယ်ငယ်နဲ့အိမ်ထောင်ပြုကြတာမဟုတ်ဘူးဟာစာအုပ်ထဲမှာဖော်ပြထားတဲ့ ဝီယိုပါတဲ့ရဲ့ထူးခြားတဲ့အိမ်ထောင်ပြုမှုပုံစံအရစုံတွဲတွေဟာကိုပိုင်အိမ်ထောင်တစ်ခုထူထောင်နိုင်ကိုလိုအပ်တဲ့ဖြစ်စည်းဥစားတွေငွေကြေးတွေစုမီဆောင်မီဖြစ်တဲ့အထိစောင့်ပြီးမှအိမ်ထောင်ပြုကြတယ်။อืมဒါကြောင့်19ရာစုအလယ်ပိုင်းမှာဆိုရင်အမျိုးသမီးတွေရဲ့ပြမ်းမြအိမ်ထောင်ပြုတဲ့အသက်ဟာ25နှစ်ကျော်တောင်ရှိပါတယ်။ဒါကတော်တော်လေးလက်တွေ့ကြတဲ့စဉ်းစားပုံပဲเนาะအချစ်တစ်ခုတည်းနဲ့မပြီးဘူးစီးပွားရေးအခြေခံမှဆိုတဲ့သဘောဟုတ်ပါတယ်ဒါမဲ့ ။ဆောက်ထဲမှာပဲစုံတွဲတွေဟာစူးမိဆောင်းမိမရှိပဲအိမ်တော်ပြူကြတာကိုအတွေ့အကြုံထက်မျောလင့်ချေရအောင်ပွဲလို့လဲတုံလုံးထားပြန်တယ်။ဒီတော့လက်တွေ့အခြေအနေနဲ့လူသားစန္ဒာကြားမှာပฏิပခတ်တစ်ခုရှိနေပုံပဲ။တေချာတာပေါ့အိမ်တော်တစ်ခုတည်မဲဖို့ဆိုတာစီပေါ်ရဲကအရေးကြီးတယ်ဆိုတာသူတို့သိကြရတယ်။အဲ့ဒီခေတ်ကလမ်းညွန်စာအုပ်တီထင်ပါတော့ယောက်ျားနဲ့မိန်းမရဲ့အခန်းကဏ္ဍကိုရှင်းရှင်းလင်းလင်းခွဲခြားထားတယ်။ဘယ်လိုမျိုးလဲ။ခင်ပွင့်ရဲ့တာဝန်က PC ဥစ္စာရှာဖွေရန်ဖြစ်ပြီး ဇနီးရတာဝန်ကတော့ရှလာတမယာကိုထိမ့်သိမ့်ရန်ဖြစ်တယ်တဲ့။အော်။ဒါပေမဲ့ဒါကအစောက်ထဲကစံနှုန်းပဲလေ။လက်တွေ့ဘဝမှာတော့တရားယုံမတန်းတဲ့အရာငွေရေးချင်းနဲ့အိမ်တွင်းအာဏာလုပွဲတွေက အမဲရှိနေခဲ့တာပဲ။အမျိုးသမီးတွေဟာငင်းခံလေသူတွေမဟုတ်ပဲသူတို့ရဲ့စီးပွားရေးလုံခြုံမှုအတွက်တက်တက်ကြွကြွတိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီအိမ်တော်ဆူအကြောင်းပြောတဲ့နေရာမှာကျမကိုတော်တော်လေးထိမိစေတဲ့ချက်တစ်ချက်ရှိတယ်။ဟုတ်ကဲ့။အဲ့ဒါကခလေးတယောက်ရဲ့ကဘာကိုသူတို့ရဲ့ဖြားနာမှုအတွေ့အကြုံကတစီတဆောင်းမြင်ခွင့်ပေးထားတာပဲ။ချောင်းမင်းအွေမင်းခလေးတယောက်ကသူ့ရဲ့အဖျားယောဂါကိုကြွတ်တက်တယ်လို့ဖော်ပြပြီး၁၇နှစ်အရွယ်ကောင်းလေးတယောက်ကတော့ဖြားနေလုံးဒါရင်နဲ့ထိုးခံနေရတယ်လို့ခံစားခဲ့တဲ့အကြောင်းပြောခဲ့တဲ့။ဟွန်း။ဟို ကလေးတယောက်ကသူ့ရဲ့အဖျောက်ကိုအဲ့လိုဖျော်ပြလာအောင်ခန်းစားခဲ့ရတယ်ဆိုတာကအဲ့ဒီခက်ကဘဝရဲ့ရက်စက်ကြမ်းတမ်းမှုကိုမျက်စိထဲမြင်ရောင်လာစေတယ်။အဲ့ဒါကတမိုင်းကိုလူသားဆန်းစေတဲ့အသေးစိတ်ချက်လက်လေးတွေပေါ့။ကင်ကနန်းနေဥပဒေရဲ့နောက်ကရကတကယ့်လူသားတွေရဲ့ခန်းစားချက်တွေကိုမြင်တွေ့ခွင့်ရလိုက်တာပါ။အဲကျမတို့အစိုးရဆိုတဲ့အပေါ်ဆုံးအလွာကိုကြည့်ပြီးပြီ။အိမ်နောင်စုဆိုတဲ့အောက်ခြေထီလည်းဆင်းကြည့်ပြီးပြီ။ဒီကြားထဲကလူဖွဲ့စည်းတစ်ခုလုံးရဲ့ဖွဲ့စည်းပုံကတော့ဘယ်လိုရှိမလဲ။ဟုတ်ကဲ့။ လူမှုအစိမ့်တန်းတဲ့အကြောင်းဆက်ပြီးဆွေးနွေးကြည့်ကြအောင်ဆက်ကုလာရာစုလောက်ရောက်လာတဲ့အခါမှာကောအရင်ကလိုမင်းမျိုးမင်းနွယ်တာမန်ဖြီထုဆိုပြီးရိုးရိုးရှင်းရှင်းခွဲတာမျိုးမဟုတ်တော့ဘူးလူဖွဲ့စည်းကိုအဓိက အုပ်စုကြီး၃စုအဖြစ်ရှုမြင်လာကြတယ်အုပ်စု၃စုဟုတ်တယ်အပေါ်ဆုံးမှာအုပ်ချုပ်သူလူကြီးလူကောင်းများ gentry အလဲမာအလဲလာတန်းစာ middling sort နဲ့အောက်ဆုံးမှာအလောက်သမားတာမန်လူရန်စာ mina sort ဆိုပြီးတော့ပေါ့ဂျင်ထရီဆိုတာကဘယင်မှုမတ်တယ်လို့မျိုးမဟုတ်ဘူးနော်မဟုတ်ဘူးသူတို့ကပွဲထုဂွန်းထုမရှိတဲ့မြေပိုင်ရှင်အထက်တန်းလွာတယ်အလေခစ်ကဩဇာကြီးမာတဲ့မှုမတ်ကြီးတွေရဲ့အာဏာကျဆင်သွားတဲ့ခါမှာဒီဂျင်ထရီတွေကအနာကလာကိုဝင်ဖြည့်ကြတာ။သူတို့ကသူတို့ရဲ့ဒေတာဒီမှာတရားသူကြီးတွေရဲမှုတွေအဖြစ်ဆောင်ရွက်ပြီးနိုင်ငံတော်အစိုးရရဲ့လက်တံတွေဖြစ်လာကြတယ်။တနည်းအားဖြင့်သူတို့ကနိုင်ငံတော်အစစ်နဲ့ဒေတာခံလူလူကြားကအဓိကပေါင်းကူးပေးတဲ့လွှာပဲ။ ဒါဆိုရင်အလေလက်တန်းစားဆိုတာကတော့ဘာတူတွေလဲဒါကကျမတို့ဒီနေ့ခင်မှာပြောနေတဲ့လူလက်တန်းစားနဲ့စင်တူလားအခြေခံသဘောတရားကတော့စင်တူပါတယ်သူတို့ထဲမှာဂုံးတွေပညာတတ်တွေလက်မှုပညာရှင်ကြီးတွေနဲ့ကိုပိုင်လေယာရင်နဲ့အောင်မြင်နေတဲ့လေသမားကြီးတွေပါဝင်တယ်ဟုတ်ကဲ့စာအုပ်ကထောက်ပြထားတဲ့စိတ်ဝင်စားစရာအချက်ကဒီလူတွေကြားမှာစီးသွားရေးအကျွေးဂုံးတိတ်ခါကိုအဓိကထားတဲ့ယဉ်ကျေးမှုဆန်ရာကိုတနံလက္ခဏာတစ်ခုပေါ်ပေါက်လာတယ်ဆိုတာပါပဲ ဒါကိုရှင်းပြပါဦးအကောင်းဆုံးဥပမာကတော့ Samuel Pepys ဆိုတဲ့ရေးတတ်အရာရှိကြီးရဲ့ diary တွေပဲသူကသူ့ရဲ့တိုးပွားလာတဲ့ချမ်းသာမှုနဲ့အစဉ်အတန်းကိုတော်တော်လေးပြုံးမွေ့ပြီးအသေးစိတ်မှတ်တမ်းတင်ထားတယ်ဟုတ်လားသူ့ရဲ့စီးပွားရေးအောင်မြင်မှုတွေသူ့ရဲ့ခံရတဲ့ငွေသားရေးပူးကြီးတဲ့အကြောင်းဂုံယူဝမ်းကြွားစွာရေးထားတာမျိုးပေါ့အင်းဒီလူတန်းသားရဲ့စိတ်ဓာတ်ကတိုးတက်မှုချိုးချမ်းမှုနဲ့အမြတ်အဆုံးကိုအခြေခံတယ် သူတို့ကအပေါ်ကဂျန်ထရီတွေလိုမြေယာကိုအားမကိုဘူးအောက်ကအလို့တမားတယ်လို့ဒီနေ့လုံးမဒီနေ့စားမဟုတ်ဘူးသူတို့ရဲ့အောင်မြင်မှုကသူတို့ရဲ့ကြိုးစားမှုစီးပွားရေးအမြင်နဲ့ဂွန်တိတ်ခါပေါ်မှာမူတည်တယ်ဒါဟာခက်တအရင်ရှင်စနစ်ရဲ့အစောပိုင်းစိတ်တက်လို့တောင်ပြောလို့ရတာပေါ့ဟုတ်ပါတယ်ဒါပေမဲ့ ဒီလိုအလဲချန်စားရဲ့တိုးတက်လို့စိတ်ကတဖောက်မှာ လူမှုရေးရခွဲခြားမှုကိုပိုပြီးနှဆိုင်စေခဲ့တယ်လို့ဆိုနိုင်မလားငါတို့ကစူးစမ်းလို့ဖြစ်တာမင်းတို့ကပြင်းလို့နှိမ့်ချနေတာဆိုတော့အတွေးမျိုးဝင်လာနိုင်နေလေဒါအရန်ကောင်းတဲ့အချက်ပဲအဒီလိုအတွေးခေါ်ပြီးတကယ်ပဲပေါ်ပေါက်ခဲ့ပါတယ်သူတို့ကအောက်ကတာမန်လူဒန်းစားတွေကို ပြင်းရည်တယ်အကျင့်စာရိတ်တာမကောင်းမှုလို့မြင်လာကြတယ်အဲ့ဒီတာမန်လူဒန်းစားဆိုတာကတော့လူကြီးရဲ့အများစုဖြစ်တဲ့ အလုတ်သမားတွေစင်ရထားတွေပေါ့သူတို့ရဲ့ဘဝကတော့ဘလို့ရှိခဲ့လဲတော်တော်ကြီးမတည်ငြိမ်မှုလို့ဆိုရမယ်သူတို့ကလုခလာစာကိုပဲမိခေါ်နေရတယ်စောက်ထက်ကအချက်လက်တွေရ16ရာစုအတွင်းမှာလူဦးရေကအစမတန်တိုးပွားလာပြီးငွေကြေးဖောင်းဝင်မှုကြီးထက်လာတော့အမ်တကယ့်ဝင်ငွေကတိတိတတကိုကျဆင်းသွားခဲ့တယ်ပြီးတော့အရေးကြီးဆုံးကသူတို့ဟာမြေယာမဲ့တွေဖြစ်လာကြတာပဲမြေယာမဲ့ဖြစ်လာတယ်ဆိုတာကဘယ်လိုလဲအရင်ကရွာတွေမှာတာမန်လူတွေက ်အင်္ဂလိပ်ကလုံးအပြင်စိုက်ပျိုးစားတောက်ဖို့မြေကွက်လေးလေးတွေပိုင်ဆိုင်ကြတယ်ဒါပေမဲ့စီးပွားရေးစနစ်ပြောင်းလဲလာပြီးမြေတွေကိုစူးစီးသိမ်းပိုက်တာတွေများလာတော့အများစုကအိမ်နဲ့ဥယျာဉ်ချင်းချင်းလေးကလွယ်ပြီးဘာမှမပိုင်တော့တဲ့ဘဝကိုရောက်သွားကြတာပဲအော်စတန်တကူရအဲ့ဒီလိုလေယာလုတ်တမားရခိုင်နှုံးဟာထောင်ဝါရ60နဲ့1620ကြားမှာလေးစတိုးလာခဲ့တဲ့။ဒါကြောင့်သူတို့ဟာနေစားအလုတ်တမားဘဝကိုရောက်ပြီး အလုံးမရှိတဲ့နေ့ဆိုရင်ငတ်မဲ့အခြေအနေဖြစ်လာတယ်။အိုးဒါကြောင့်အစိုးရကစင်ရသားဥပဒေတွေပြစ်ထမ်းရတာစင်ရသားစစ်တမ်းတွေကောက်ရတာပေါ့။ဟုတ်ပါတယ်။အစိုးပိုင်းကကျမတို့ပြောခဲ့တဲ့အကြောင်းအရာနဲ့ပြန်ချစ်မိသွားပြီ။ဒီလိုတိုးပွားလာတဲ့စင်ရသားလူဦးရေကိုမထိန်ချုပ်နိုင်ရင်လူမှုရေးမတည်ငြိမ်မှုတွေဖြစ်လာနိုင်လို့အစိုးရကကြိုတင်ကကွယ်ရတာကိုအထီးကြပဲ။အရာအလုံးမှာဆက်ဆက်နေပါတယ်။နိုင်ငံရေးအပြောင်းအလဲကလူမှုဖွဲ့စည်းပုံကိုတက်ရောက်တယ်။ လူမှုဖွဲ့စည်းပုံပြောင်းလဲကအစိုးရရဲ့မူဝါဒတွေကိုပြန်ပြီးပုံဖော်တယ်။ဒီအချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်ဘာကိုနားလည်လာနိုင်မလဲ။ကျမတို့မြင်တွေ့ခဲ့ရတာကတော့အလုံးအမင်းလှုပ်ခတ်နေပြီးအထွင်ကူးပြောင်းနေတဲ့လူအဖွဲ့အစည်းတစ်ခုပါပဲ။ဟုတ်ကဲ့။တစ်ဖက်မှာနိုင်ငံတော်ဆိုတဲ့အယူအဆအသက်ကိုတီဆောက်နေတဲ့အစိုးရကသူ့ပြည်သူတွေကိုကိန်းကနန်းတင်တဲ့ရေတွက်ကိထိန်းချုပ်ဖို့စူးစမ်းလာတယ်။ တဖက်မှာကြောတော့မိသားစုအိမ်တော်စုဆိုတဲ့အတွေ့အကြုံလူမှုအဆင့်အတန်းဆိုင်ရာကိုတင်လလက်ခဏတွေကလည်းယင်ကနဲ့မတူအောင်ပြောင်းလဲလာတယ်ဟုတ်ပါတယ်ဆာအုပ်ထဲမှာတုံထားတဲ့စကားအတိုင်းပြောရင်ဒါဟာထူးဆန်းစမယင်းနီးစလို့ချက်ချင်းယင်းနီးတွားတဲ့ကဘာတစ်ခုပါပဲอืมသူတို့ရဲ့လူမှုဖွဲ့စည်းပုံတွေတလိထုံးဆန်းတွေကကျွန်တော်တို့နဲ့မတူတော့လို့မယင်းဒီဘူးလို့ထင်ရပေမဲ့သူတို့ရဲ့ရေမှန်းချက်တွေစီးပွားရေးအခက်အခဲတွေမိသားစုပဋိပက္ခတွေနဲ့ ဘဝလုံခြုံမှုကိုရှာဖွေခြင်းလို့အခြေခံကြတဲ့လူသားတွေရဲ့အတွေ့အကြုံတွေကတော့ဒီနေ့ခေတ်ကျွန်တော်တို့နဲ့ထပ်တူကြနေတော့ပါပဲဟုတ်ကဲ့ဒီကာလကနောက်ပိုင်းမှာဖြစ်ပေါ်လာမယ့်စက်မှုတော်လှန်ရေးဒီမိုကရေစီအတွေ့အခေါ်တွေအတွက်လန်ကင်ဖြစ်ရတဲ့အရေးကြီးတဲ့ကာလတစ်ခုဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဆက်ပြီးတွေးစီအချက်တစ်ချက်ထားခဲ့ခြင်းပါတယ်။ဒီရင်မြင့်ထင်မှာဒေးဆိတ်ဖောက်ကက်ထိုင်နောက်ထပ်အရေးကြီးတဲ့အပြောင်းလဲတစ်ခုကပုံလေးလုပ်ငန်းစာတမ်းမြောက်မှုနဲ့ပညာရေးအလုံးအမြန်တူတက်လာတာပါပဲ။ဟုတ်ပါတယ်။ ဥပမာအမျိုးသားတွေရဲ့စားတက်မြောက်မှုနှုန်းဟာ1958မှာ20ရာခိုင်နှုန်းလောက်ပဲရှိရကိုင်းနေ1950ပြုလုံနှစ်တွေမှာ74ရာခိုင်နှုန်းအထိတက်လာခဲ့ပါတယ်။တော်တော်လေးတက်လာတာနော်။ဟုတ်ကဲ့။ဒီတော့ဒီအချက်ကိုကျွန်မတို့ဆွေးနွေးခဲ့တာတွေနဲ့ပေါင်းပြီးစဉ်းစားကြည့်ရအောင်။ဘဟုအစိုးရရဲ့ရေးထွက်မှုအမျိုးအစားခွဲခြားမှုအုပ်ချုပ်မှုကိုပုံမှန်ခံလိုက်ရတဲ့လူဖွဲ့စည်းတစ်ခုမှာတစ်ချိန်တည်းမှာပဲအောက်ခြေကလူတွေကပို့ပို့ပြီးစာဖတ်နိုင်စာရင်းနိုင်လာပြီးအတွေးအခေါ်တစ်တစ်ကိုလက်လန်းမိလာတဲ့အခါဘာတွေဖြစ်လာနိုင်မလဲ။အင်း အပေါ်ကအထင်းချုံလိုစိတ်နေအောက်ကအဋ္ဌပညာတိုးဖွားလာမှုကြာကတင်းအားဟာဒေါ်တော်လီစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းလဲတွေကိုဖြစ်စေနိုင်နေမဟုတ်လားဒါကတော့ဆပီတွီတော့ဆင်ကျင်စရာအချက်တစ်ခုပါပဲ